အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါကြိုဒီနေ့ကနေပြီးတော့စုမကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်။အဲ့တော့ဒီအေးဗောဒီနေ့မှာတော့ကျွန်တော်တို့ကျွန်တော်ကျွန်တော်တင်တဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဗောနော်။ဒါကျွန်တော်လက်ရှိမှာပြီးမှာပဲဒါကျွန်တော်သူများတင်နေကြအောင်ဆက်ပြောပါဗောနော်။အဲ့တော့လက်ရှိမှာဒါအခြေအနေရဆိုရင်တော့တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေဆိုတာထက်ကို လုံးသွားခဲ့တယ်လို့ပြောလို့ရမယ်တော့ပေါ့အမှန်တမ်းပြောလို့ဆိုတော့ဒါကျွန်တော်ခင်ဗျားတို့ကိုမော်လင်းလင်းပြောတာပေါ့နော်ဒါကိုရဲ့ spa brand ပြည်သက်တွေပဲကြည်နေမှာများရဲဆိုကျွန်တော်ဒါဒီ28ရက်နေပေါ့နော်ဒါကျွန်တော်28လောက်ဒါကျွန်တော်တို့အာကျွန်တော်အဲ့ပေါ့28မှာကျွန်တော်ပွဲရှိတယ်ကျွန်တော်ပထမ20အဲ့သူက၄ပွဲကိုနှစ်အဲ့ပေါ့တပတ်အဲ့ပေါ့ဆယ်ရက်တွင်းကိုဒါ၄ပွဲလောက်ကံမယ်ဆိုတော့အော်မစိုးဘူးပေါ့နော်ပြီးတော့ဒါအင်ဝင်းလဲ3ပွဲလားမစိုးဘူးဆိုတော့အင်ဝင်းအင်ဝင်းမို့ပေါ့လန်ဒန်တွင်းမှာ3ပွဲပေါ့ဘရန်ဖို့ကို Crystal Palace ကံမယ်ပြီးရင်ဒါကျွန်တော်တို့ Champions League ကံမယ်ပြီးရင်ဒါကျွန်တော်တို့ အဲ့တော့ကျွန်တော်လေးဘွက်သွားကြည့်မှာပေါ့နော်ဒါပထမတော့ကျွန်တော်ဒီဇင်ဘာမှာမကြည့်ဘူးဆိုရင်ကိုယ့်ရဲ့စိတ်ကိုမပိုင်းဖြတ်ပေးနိုင်တယ်တော့ကျွန်တော်ဒါအဲ့ပေါ့ငါချစ်တဲ့ဘောလုံးသင်းကိုငါသွားကြည့်မှာပေါ့နော်အဲ့ကျွန်တော်ကမှကျွန်တော်ကောင်ပါလေးကျွန်တော်ပြောနေသေးတယ်ငါတို့ဟိုဒီဘွဲနဲ့ပတ်သက်ပြီးပြောပေါ့နော်ဒါကြောင့်အာဆင်နဲ့ဘွဲစင်ဘလောက်ရှုံးသွားရင်တော့ဝတ်တမဘူး at least တော့ရှုံးသွားရင်တော့မှငါစိတ်မပြောင်းလာဘူးပြီးတင်နေပေါ့ဒါပေမဲ့ကျွန်တော်မနေ့ကခင်ဗျားတို့ပြောရင်ပေါ့မဟုတ်ကျွန်တော်အနေနဲ့3 0လောက်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘာမှသိပြီးခံစားရခြင်းမရှိဘူးဘာလို့ဆို ကျွန်တော်အနေနဲ့ကျွန်တော်တို့သိပါတယ်အာဆနယ်ကိုအစင်တန်းกว่าကျွန်တော်အာဆနယ်နဲ့ပတ်သက်ပြီးကျွန်တော်တို့အသင်နဲ့ဒါရှင်းပြီးရှင်းစရာမရှိဘူးလက်ရှိရှင်းနေရဒါဟာ reality ဖြစ်ဒါပေမဲ့ at least ပေါ့เนาะဒါကျွန်တော် example ပြပြမဆိုရင်ဒါကျွန်တော်အာစတန်နဲ့ဒါကျွန်တော်တို့ Sunderland တွေ့ကျွန်တော် Sunderland put up a fight ဒါပါကျွန်တော်ပြောချင်တာဗျအာဆနယ်တွေ့ရအသင်းမှာတော်တော်လေးကိုအသင်း100မှာ99သင်းလောက်ကဒါကျွန်တော်လုံးဝကို သူတို့ဘာသင်လဲဆိုတော့ at least တော့ချပြခွင့်ရှိခဲ့တယ်။ဒါပေမဲ့ဒါ Arsenal ကဒါဂျင်းဆိုင်လူစင်စိတ်ရှိပဲ။ဒါပေမဲ့ပြဿနာကဗျာကစားသမားတွေမှာလည်းတိုင်ကျင်လူစင်မရှိဘူး။ကစားသမားနီးပြကလည်းဒါ line up ထွက်လာကြတဲ့ကသူ့အနေနဲ့ okay ငါတို့ defensive ဆော့မယ်။ candy bee ဆော့မယ်။အဲ့တော့လက်ရှိမှာ spa သင်ကျွန်တော်ဒါပွဲစဉ်ဒါကျွန်တော်ကက်လာတူတဲ20ကျော်သွားပြီ။20ကျော်သွားတဲ့အချိန်မှာကျွန်တော်အသင်မှာ identity မရှိသေးဘူး။ တတ်ရှိရှင်းလေအဲ့တော့ကျွန်တော်ဒါအမှန်တရားပြောကျွန်တော်လက်ရှိဒီနောက်ပိုင်းနီးပြကျွန်တော်ဒါခက်ဆက်ဆက်ကနီးပြရင်ပဲနောက်ဆုံးပြကျွန်တော်အန်ဒရီယဗိုလာဗိုလာစ်ကျွန်တော်ဒါနောက်ဆုံးပြရှိရှင်းလေဒါဟိုဂျားကာလာဖြစ်တဲ့ရိုင်ယန်မီဆင်တို့အုပ်စုအကုန်လုံးကိုကျွန်တော်ဒါဟိုအထိုက်တင်လေးအောင်ကျွန်တော်ပြီးခဲ့တယ် ဲ့တော့ဟို red red တက်ကျွန်တော်အသင်းနိုင်ရဲ့နီးပြမှာ philosophical ဆိုတာရှိတယ်။ဥပမာနောက်ဆုံးပြအဲ့အသင်းရဲ့နီးပြကနောက်ဆုံးရှုံးနေတယ်ဆိုရင်တော့သူ့ရဲ့ philosophy ကသွားဥပမာလက်ရှိမှာပုံပုံလင်းပြောမှာကျွန်တော် United နီးပြ Amorin နဲ့ဒါအစဲခံတဲ့အချိန်မှာသူ့ရဲ့ philosophy ကအသက်ပဲသွားတယ်။ at least United ဘာလုပ်ချင်နေဆိုတာကို Ruben Amorin သိတယ်။ပြဿနာအခုလက်ရှိမှာကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်တစ်ခုတစ်ခုမှာဆိုတော့ဒါ Thomas Friend နေတဲ့ရေဘောတအားကြောင်လုံးနဲ့လို့မြင်တယ်။တွေ့တဲ့အသင်းအကုန်လုံးကိုသူကြောက်တယ်။ သူစိတ်ထဲမှာသူဟာလက်ရှိမှာကျွန်တော်တင်ကျွန်တော်လက်ရှိမှာကျွန်တော်တောင်ဟောပါတင်ကျွန်တော်ဒါ big system မှာကျွန်တော် ခေါင်းတော့မထည့်ထားဘူးကျွန်တော်အနေနဲ့ခုနကပြောသူပဲသူတင်ကိုသူ brand four တတ်တာလောက်ပဲသူရှိရလို့မှန်းတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောသူပဲကျွန်တော်တင်ကိုကျွန်တော်အရင်အသိကြီးလို့ကျွန်တော်ကိုသတ်မှတ်မတတ်မှတ်ပေမဲ့စပါလို့တင်ပြော brand four အစင်မှာမရှိဘူးဒါဟာ hard reality ပဲဒါပေမဲ့ခုနကပြောသူပဲလက်ရှိမှာနီးပြကသူ့ကိုသူ brand four မှာဒါပေမဲ့ပြဿနာက brand four မှာနီးပြတော့လက်ရှိမှာသူ့မှာအဆင့်တန်းကရှိမနေဘူး အဲ့တော့တခါကြရင်ပေါ့နော်ဒါကျွန်တော် Graham Potter ဒါကျွန်တော်တို့အသင်းကြီးကိုရောက်သွားတဲ့အချိန်ဒီလိုတို့တို့ကျွန်တော်တို့နီးပြအသင်းကြီးကိုရောက်သွားတဲ့အချိန်မှာ suffer ဖြစ်တဲ့ပုံစံမျိုးတိုင်းပဲ Thomas Frere suffer ဖြစ်တယ်သူအနေနဲ့ဒါအသင်းကြီးကိုအသင်းကြီးဘာမို့ပေါ့ Tottenham Hotspur လို့အသင်းမျိုးကိုသူနဲ့ကိုင်နိုင်စွမ်းမရှိသေးဘူးလို့စတင်ပြီးကျွန်တော်တို့မြင်လာကျွန်တော်နေခုနကကျွန်တော်သိပါခမောက်သိပါနောက်ဆုံးပြကျွန်တော်ကဘလောက်ပဲဖြစ်ဖြစ် Antonio Conte ရဲ့ဖြစ်တဲ့ရှိမှတာ Ash Foster Cole Glue ပဲဖြစ်ကျွန်တော်နေကျွန်တော်ဘယ်နီးပြဆိုကျွန်တော်နောက်ဆုံးအချိန်ကြီးကျွန်တော်အမြင်ထောက်ခံခဲ့တယ် ဒါပေမဲ့ကျွန်တော်ရှာရှာပပပြဒီတစ်ခေါက်မှာဒါဒီပါနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ကျွန်တော်မှားခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါတော်တော်မှတ်တိုင်းပြောမှာဆိုလက်ရှိ S poster ကိုအခုထွက်သွားတဲ့အချိန်မှာကျွန်တော် Thomas Frank ကိုကျွန်တော်တော်လေးကိုအလူရှိခဲ့တဲ့ထဲမှာပါတယ်ဒါပေမဲ့အခုချိန်မှာ Thomas Frank က Tottenham Hotspur အသင်းအတွက်မှန်ကန်တဲ့နီးပါတယောက်ဟုတ်မဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကိုကျွန်တော်ကိုကျွန်တော်စပြီးတော့မေးရမယ့်အခြေအနေတစ်ခုကိုတကယ်ကိုဝန်ထဲစွာနဲ့ရောက်ရှိလာခဲ့ပြီ ကျွန်တော်ကြာလာခဲ့တဲ့ပွဲစဉ်တွေမှာငါတို့ကအော်ဒီအသင်းဖွင့်နေပြမှာကျွန်တော်ဒါအဖွင့်ပွဲစဉ်ဒါကျွန်တော် PSG ရဲ့ဒါကျွန်တော် Burnley ပွဲစဉ်ကလွင်းကျွန်တော်တို့မှာလက်ရှိငါတို့အသင်းကကွာဘယ်ဥပမာလက်ရှိမှာ Ash Poster ကခုဒါမနစ်ကကျွန်တော်အဆက်ဆက်ခွန်ရောက်တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းဘယ်လူကစားကြည့်တာကျွန်တော်သိတယ်ရှုံးပြားတော့ရှုံးနေတယ်ဒါပေမဲ့အသင်းကဒါကျွန်တော်ဘာဖြစ်ချင်နေလဲဆိုတဲ့ set of thought ကိုကျွန်တော်တွေ့ရတယ်ဟုတ်တော့ဒါပေမဲ့ဒီခုလက်ရှိမှာဒီတဲ့နဲ့ပတ်သက်ကျွန်တော်ဘာမှမတွေ့ရအောင် ကျွန်တော်လက်ရှိပွဲ20ကျော်လာပြီကဲလာခဲ့တာဒါကျွန်တော် PSG ကစာခဲ့ပြီ committee တွေပွဲ20ကျော်လာပြီကျွန်တော်အခုချိန်ထိဘာမှမတွေ့ရအောင် identity မတွေ့ရအောင်ဥပမာလက်ရှိခုနပြောသူအသင်းတစ်သင်းကရှုံးနေတယ်ဆိုရင်တော့မအသင်းတစ်သင်းမှာ identity ရှိတယ်ဟုတ်တယ်ဟုတ်တယ်လက်ရှိမှာပြကျွန်တော်လက်ရှိမှာ wolf အသင်းနေနေဒါကျွန်တော်လက်ရှိတောက်လျှောက်ရှုံးပွဲဖြစ်တယ်တန်းဆဲဆောင်ကဥပမာလက်ရှိ valley အသင်းမလေးတဲ့တော့ရှောက်ရှုံးပွဲရှိတယ်ကျွန်တော်ဒါ Chelsea နဲ့ပုံစံမှာရှုံးနေကျွန်တော် Spurs နဲ့ဒါပေမဲ့သူ့အတင်ကသူပါဖြစ်ချင်လဲ at least they put up a fight at the end of the day မှာဗျဘောလုံးသင်းသင်းက ခမားကဘလောက်ထိစူးစမ်းခဲ့လဲဆိုတော့အမှတ်ကြောင်တင်နိုင်ရဲ့အနေထားမှရှိတယ်။ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်တို့စီမှာဒါတွေကိုလုံးဝလုံးဝလုံးဝမတွေ့ရဘူး။ကစားသမားတွေကလုံးဝဒါကျွန်တော်နိုင်လို့စိတ်မရှိဘူး။ဒီပြရတယ်ဒါကျွန်တော်တရေဘောကြောင်နေ။အဲ့တော့ဂျားတဲ့ကပြိသက်ကဆောက်ကြီးတွေဖြစ်သွားအောင်။အဲ့တော့အခုလက်ရှိမှာဒါကျွန်တော်တို့ဂျားတဲ့မှာဒါကျွန်တော်တို့မနက်ဖြန်သဘက်ကောင်ကျွန်တော် PSG သင်နေကြရမယ်။ဘလူးသွားကြရမလား။ Louis Enrique တို့ tactically are super smart ဖြစ်နေတဲ့နီးပြတယောက်ကိုလက်ရှိမှာဘာလို့လို့နောက်တလန့်ဆုတ်ဖို့အတွက်ကြိုးစားနေတဲ့ Thomas Frank ကဘလို့ရင်ဆိုင်မျိုးဆိုတော့ကျွန်တော်တို့တော်တော်လေးကိုတူဝေးတယ်အဲ့လက်ရှိမှာဒါကျွန်တော်နီးပြနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လက်ရှိဒါတော်တော်ဟော့စပါအတင်းဘက်ကတော့အချိန်တစ်ခုတော့ရှိသေးတယ်။ဒါပေမဲ့တို့လည်းစောင့်ကြည့်နေဆွဲတဲ့ရင်ထွက်လာခဲ့။ကျွန်တော်နေခုနကလက်ရှိမှာအရင်တော့ကလည်းမတူတော့ဘူး။ဒန်နီယယ်လီးဗီလို့ပုံစံမျိုးလည်းမဟုတ်တော့ဘူး။အခုချိန်မှာ အသင်းက share နေကျွန်တော်ခုနကပြော Tommy Friend letter မှာကျွန်တော်အသင်းကို identity တခုနောက်ဆုံးပြောချင်တာပြောကျွန်တော်ပြောနောက်ဆုံးတက်ရှိ15လောက်ထိကျွန်တော်ရောက်တယ်သိစိတ်မစိုးအသင်းမှာ identity တခုရှိတယ် put over fight လုပ်တယ်ဥပမာလက်ရှိမှာ Antonio Conte တုန်းကလည်းကျွန်တော်တို့ cancel ဆော်ဒါပေမဲ့ Antonio Conte တော့ကျွန်တော် cancel ဆော်တယ်ဒါပေမဲ့ဘာဖြစ်ချင်မှာကျွန်တော်သိတယ်3 bat ဆော်တယ် win battery တွေကျွန်တော်က counter transition တွေအမြန်ဆုံးအခုလက်ရှိမှာ spark break တဲ့100မှာ99ရောက်ကိုခင်ဗျမေးကြည့်ဒီအသင်းဘာဖြစ်ချင်လဲဘယ်သူမှမသိဘူး တက်တီကူလီလည်းနားမလဲကျွန်တော်တို့လည်းနားမလဲဘယ်သူမှနားမလဲအဲ့တော့ပြောချင်တာပဲရှယ်ရှယ်လေးအခုချိန်မှာတော်တန်ဟော့စပါသင်းရတာကျွန်တော်ဘုတ်အဖွဲနဲ့ပြောင်းလဲနေတဲ့ဒါအသင်းရဲ့အပေါင်းလက္ခဏာဘက်ကနေပြီးတော့ဒါတွေကိုဘယ်လိုပြောင်းလဲမလဲဒီဒေသနာကလည်းရှိမှာကျွန်တော်လက်ရှိ market ထဲမှာနီးပြောက်ကျွန်တော်ထုတ်ပလိုက်ပြီဆိုရင်ဘယ်နီးပြောက်ကျွန်တော်ခတ်မလဲခတ်ရမယ်နီးပြောက်လက်ရှိမှာတအားရှာရခြင်းဖြစ်နေတယ် ဒါပရီးမီယာလီဂ်မှာ Oliver Glasner နဲ့ Ariola ဒါပေမဲ့ Oliver Glasner လက်ရှိမှာသူကောင်းတဲ့ Crystal Palace ကိုသူထားခဲ့ပါမလား Ariola ကလက်ရှိမှာသူနေတဲ့သူအတင်းသူထားခဲ့ဖို့ရကိုင်းလို့မရဒါပေမဲ့ခုနကပြောသူပဲ Ariola တို့ Oliver Glasner တို့ကိုယ်တိုင်ကလည်းလက်ရှိမှာခုနကပြောသူပဲဒါ Tottenham Hotspur တဲ့ရောက်လာခဲ့မယ်ဆိုရင် Thomas Frank မဖြစ်တာနိုင်ဘူးလို့ပြောလို့လည်းမရဘူးအဲ့တော့တချို့ကြလည်းမိုရီရှာဘူချက်ဒီနိုပြန်ခေါ်ဖို့เนาะအဲ့တော့ပြောချင်တာရှင်းရှင်းလေးကျွန်မလွတ်ချင်တာလို့ရတယ်ဒါပေမဲ့အသင်းကလက်ရှိမှာကျွန်တော်နေနေတာကျွန်တော်တော့ရှင်းတယ်ဒီနည်းပြနေတဲ့ခုလက်ရှိမှာအသင်းနဲ့လုံးဝလုံးမဖြစ်ဘူး လည်းနီးပြထုတ်တယ်မလို့လားနီးပြလည်းလက်ရှိမှာဒီအသင်းနဲ့ဘာမှမဆိုင်လို့ခံစားရရတယ်။ကစားသမားတွေကလက်ရှိမှာဒါဟိုချက်စီးနဲ့ပွဲစဉ်ကလေးကဒါကစားသမားတွေဒါအသင်းကနီးပြလုံးဝ respect မရှိတော့ဆိုတော့တွေးလာခဲ့ရတယ်။အခုချိန်မှာဒါကစားသမားတွေနဲ့သူတို့လှုပ်ချင်တာလှုပ်တယ်၊ကွင်းထဲမှာနီးပြတယ်သူတို့လှုပ်ချင်တာလှုပ်တယ်။နှစ်ကောင်လုံးကလည်းကွဲပြားတယ်။ဂျားတဲ့ပရိသတ်တွေကကွင်းထဲမှာသွားကြည့်ရကောင်နဲ့ဆောက်ယူတွေဖြစ်နေတယ်။ တော့ကိုရရှင်းတယ်ဘာသာကိုပစံကိုကတို့လိုကျွန်တော်ဒါအင်ရှင်အိမ်နောက်ထွက်ပြီးဒါလိုင်းကားလေးစီးပြီးဘလုံးမဲ့တော့ကြည့်ရရအကောင်နေမဟုတ်ဘူးလီယွန်ဒါကျွန်တော်16နှစ်ကြီးတော့စီးပြီးဒါကျွန်တော်တို့နေစိတ်စားစိတ်ကိုအိတ်ထဲကိုစိုက်ပြီးတော့တွားကြည့်ရမယ့်ဥစ္စာကိုကိုနေနဲ့ကိုဘာလို့စုတ်ခတ်ခဲ့ပြီးတော့ကြည့်ပါလဲမကြည့်ဘူးကျွန်တော်ကတော့ရှင်းတယ်အဲကျွန်တော်ကျွန်တော်လှူလိုက်တာအောင်ကောင်းသေးတယ်နောက်ဟိုနေတော့ဒါကျွန်တော်လက်ရှိမှာစေးုံကလီယွန်နဲ့ဖြစ်သွားတဲ့ကိစ္စကိုကျွန်တော်အဲလှူလိုက်တာမှာပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေသေးတယ်လှူလိုက်လှူဖို့တော့စီစဉ်ထားပြီးသားပါပြောပြတာပေါ့နော်အဲ့တော့ ဟိုလက်ရှိအနေထားရပါတော့ဒီအသေးနဲ့ပတ်သက်ရင်ကျွန်တော်တို့လက်ရှိမှာဟိုဒီနီးပြဆက်ကင်နေမယ်ဒီတိုင်းဆက်သွားမယ်ကျွန်တော်စိတ်လျှော့တာမနေ့ကလေးကလည်းကျွန်တော်စိတ်လျှော့ဘလောက်တိကြီးရလဲဆိုတော့ကျွန်တော်နေကခုနက3 C ဖြစ်သွားကျွန်တော်မဘာဖီလေးမှမရှိတော့ကျွန်တော်နေလက်ရှိမှာဒါကျွန်တော် Candy Crush လို့ရတဲ့ King of Balance ဒီအဆော့နေတယ်ဆက်ပြီးခုနက3 1ဖြစ်သွားကျွန်တော်ဒါပြန်လာနိုင်လို့ရှိတဲ့အချိန်ပုံစံမျိုးလည်းမခံစားဘူးခုနကပြောသူပဲဒါအသစ်ပြန်လာမယ်ဆိုရင်တော့မဒါခဏတာကောင်းမှုတော့ပဲဖြစ်သွားမယ်ဆိုတော့ခံစားရတယ်ဒီမှာပေါ့အဲ့တော့ တခုခုပြောင်းလဲပြောင်းလဲတခုခုမပြောင်းလဲဆိုအသင်းကဒီကနေရှေ့ဘလူးမှဆက်သွားမယ်နေထားမှာမရှိဘူးနီးပြောက်အချိန်ပေးရမယ်ဆိုတော့နားလေတယ်ဒါပေမဲ့နီးပြောက်အချိန်ပေးရမယ်အဲ့နီးပြောက်ဘာလုံးနိုင်လဲဆိုတော့ကျွန်တော်ပြမလို့တယ်အခုဒီမှာသွားမယ်ဆိုတော့ကျွန်တော်တို့ဘာလုံးနိုင်လဲဆိုတော့အခုအချိန်ပွဲ20ကျော်လာပြီဘာမှမတွေ့ရသေးဘူးအဲ့တော့ပြောချင်တာဖြေရတော့ရှင်းရှင်းအောက်အောက်ကောင်တွေဆွတ်ဆက်ပြီးညံ့နေလို့ဒါကိုရီးယားဟိုအောက်မှာမရောက်တာအမှန်တည်းပြောလက်ရှိမှာမနစ်က edge poster ကိုအခုရတဲ့အမှန်နဲ့အခုရတဲ့အမှန်နဲ့တိတ်ကွာတာမဟုတ်ဘူး အေးမနစ်ကလာကျွန်တော်အလေလက်သင်းနေအောက်သင်းနေတအားကောင်းလို့လာကျွန်တော်တို့အပေါ်မှာရှိသွားရှီအခုလက်ရှိမှာအလေလက်သင်းနေအောက်သင်းနေတအားချနေလို့ဒါကိုယ်နဲ့သိမသိတာနေထားမှာပါရှိတာနော်မနစ်ကလာအလေလက်သင်းနေအောက်သင်းနေတအားကောင်းတဲ့အချိန်မှာဆိုကိုယ်ဒီအခုချိန်မှာအစစ်စက်ကွန်ဆက်ရှစ်ရှစ်နေပါပြီဒီလာကျွန်တော်ပြောတာအဲ့တော့အဲ့ဘောစကောကောင်းတယ်လည်းမပြောဘူးနော်ဒါပေမဲ့ကျွန်တော်ပြန်ခေါ်ပေးလို့ဒါပေမဲ့ခုနကလက်ရှိမှာဒီလီးပြလုံးဝဘာမှကို identity မရှိတဲ့ပြဿနာတော်တော်လေးကိုဆိုရအဲ့တော့ကျွန်တော်တက်ကရှင်းပါတယ်အခုချိန်မှာလီးပြရဲ့လမ်းခွဲအခုချိန်ကတော့အသင့်တော်ဆုံးပဲ ဒါပေမဲ့ဘ누구ကိုလဲခေါ်มาလဲဆိုရင်မိကုန်နေပေါင်းများဆိုရှိတယ်လက်ထောက်နီးပြလဲအကူရဲ့နီးပြတယောက်မဟုတ်ဘူးအဲ့တော့တတော်လေးကိုစိတ်ပြက်စရာကောင်းတဲ့ moment နေဖြစ်နေတယ်ဗောနော်အဲ့တော့ကိုတို့ကတော့ကောင်းပါတယ်မနေ့ကပွဲရှုံးသွားကိုနဲ့ကျွန်တော်နေတာပတ်ဆက်အများကြီးကုန်သက်သာသွားတယ်သူများကြီးလည်းပူလှူလို့ရသွားတယ်ကောင်းတဲ့နေထိုင်ရသွားတယ်ဗောနော်အဲ့တော့ပတ်ဝန်းကျင်ပူပြီးကိုစပါးသိန်းကြောင့်ပတ်ဝန်းကျင်ပူပြီးကုညီဖြစ်သွားတာတခုတော့ကောင်းသွားတာဗောနော်လောက်ပါပဲအားလုံးမကြည့်တူပါနဲ့မြန်မာလေး clip ပေးကြအောင်မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြပါဦးတေးပါပါ